ော့ဒီမှာဆိုရင်ပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့သုံးမျိုးထည့်ပါတယ်ဆိုပိုင်း1ဆိုရင် astrotype လေးဖြစ်ပါတယ်ဒါလေးပါပိုင်း1ကိုရွေးချင်တဲ့သူတွေက astrotype လေးကိုရွေးရုံပါပဲပိုင်း2ကတော့ run dykes ပါပိုင်း3ကတော့ pattern လေးဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ဆိုတော့ပိုင်း1ကိုရွေးချယ်ထားတဲ့တမားတွေအတွက်ကြည့်ကြည့်အောင်နော် ဘသူတွေပိုင်ဝဲရဲ့ပိုင်ရဲ့ခေါင်းစဉ်ကတော့ဘာလဲဆိုတော့ဘသူတွေကကိုနာမှာမကောင်းတဲ့သူတွေဖြစ်ရှိနေရတယ်အဲ့ရအကျိုးသက်ရောက်မှုတွေကဘာတွေလဲဆိုတာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘသူတွေကကိုနာမှာမကောင်းတဲ့သူတွေဖြစ်ရှိနေရတယ်ဆိုတော့ကိုကိုစိတ်ညစ်စရာကြီးလုပ်တယ်ကိုကိုတယောက်တည်းတီးတန့်ဖြစ်တည်မှုဆိုတဲ့ခံစားချက်တွေကိုရရှိစေတာမျိုးပေါ့နော်အာပြောရမယ်ဆိုရင်ဒီကိုကိုသူများတွေထပ်ပို့ပြီးတော့ကို ဖဲ့ကျင်ထားတာသူများကြီးလိုမဟုတ်ဘဲနဲ့တိတိတတ်တာကြီးကိုကိုယ်ဖဲ့ခွာထားတဲ့သူတွေဆိုရင်အဲ့ဒါတေချာပါတယ်ကိုယ်ဟိုဖြစ်တွေးစရာမလိုပါဘူး။ तू ကသူတွေကကိုယ့်အတွက်မကောင်းတဲ့သူတွေလို့ပြောရမှာပေါ့နော်။ဆိုတော့နောက်ထပ်ကျွန်တော်တို့ရရှိလာမယ့် message ကြီးပိုင်းဝန်းအတွက်ကိုသူတွေစီကနေကိုဘာတွေဘလို့တွေစိုးကြိုးရလဲ။ဘလို့တွေ energy မကောင်းတဲ့ negative energy ရလဲဆိုတဲ့ message ကိုဖတ်ကြည့်ကြမယ်နော်။ တော့ဘာတွေရရလဲဘာတွေရရလဲဆိုတဲ့အချိန်နေဘာတွေဆိုးချိုးရရလဲဆိုတဲ့အခါမှာလေကိုပြောရရင်ကိုရဲ့ကိုရဲ့အားနဲ့ချက်တီကိုရဲ့လိုအပ်ချက်တီအဲ့ဒါတွေအကုန်လုံးကိုသူတို့ရတဆင့်ပြန်ပြီးတော့သူများတွေကိုပြောပြနေတာမျိုးတွေကိုရဲ့အာမကောင်းတဲ့အားနဲ့ချက်တီတို့ဆိုးရွားတဲ့အတိတ်တွေအဲ့ဒါတွေကိုသူတို့တွေကပြန်ပြီး ဖြန့်ဝေနေတာမျိုးကြီးတွေ့ရတယ်ပြန်ပြီးတော့မှသူတို့အတွက်တောင်ပြောင်းစရာဟာတာလုပ်စရာအပျော့အပြက်အဲ့လိုသဘောမျိုးနဲ့ပြန်ပြီးဖြန့်ဝေနေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုဘယ်လို action ယူကြမလဲဘယ်လိုမျိုးကိုကပြန်ပြီးတော့မှ rebash ပြန်လုပ်မလဲဆိုကြည့်အောင်ဆိုတော့ဒီမှာပြောရမယ်ဆိုရင်ဒီလူတွေကမကောင်းလို့နောက်တစ်ယောက်တွေကိုပြန်ချိန်လိုက်မယ် လိုမလုပ်ပါနဲ့ဆိုတော့ဒီလူတွေမကောင်းရင်လည်းနောက်ထပ်အစ်စ်တွေလာအောင်ပါပဲအဲ့လူတွေကိုဖက်ခွာပြီးတော့နောက်ထပ်အစ်စ်တွေထပ်ထပ်ပြီးရှာလိုက်မှာပေါ့ဆိုတဲ့ action တွေကိုမလုပ်ပါနဲ့အဲ့လိုအရင်တုန်းကလုပ်ခဲ့တာတွေကိုလည်းချက်ချင်းပြန်လိုက်ပါဘာလို့လဲဆိုတော့ကိုကရှိတဲ့လူနည်းစုသူတို့မကောင်းမှုဆိုရင်လက်ရှိရှိတဲ့ထဲကကိုအပေါ်တကယ်စစ်မှန်တဲ့သူတွေကြံနေသေးတယ်အဲ့ကြံနေတဲ့သူတွေကိုပဲကိုကပို့ပြီးတော့ကောင်းပေးသူတို့စီကနေပို့ပြီးတော့မှ ီနှွေးထွေးမှုကိုကပို့ပြီးတော့လက်ခံပေးတာမျိုးပဲလုပ်ပေးပါဒီလိုမကောင်းတဲ့အတွက်ကြောင့်လို့နောက်တစ်ယောက်ပြောင်းမယ်နောက်ထပ်အသက်ငယ်ချင်းတည်တည်ရှာပြီးတော့မှနေထိုင်မယ်ဆိုတဲ့အချက်တွေကိုတော့မလုပ်ပါနဲ့ရှိတဲ့သူကိုပဲတည်တည်ချာချာလေးတမိုးထားပြီးပေါင်းတဲ့လုပ်လိုက်ပါနော်နောက်ထပ်ကတော့ပိုင်ကျူးပေါ့နော်ပိုင်ကျူးသမားတွေအတွက်ပေါ့ကိုပင်နာလေးမှာဘယ်လိုမျိုးလူတွေကမကောင်းတဲ့လူဖြစ်ရှိနေတာလဲသူတို့စီကနေကိုကဘာတွေဆိုးကျိုးရလဲဆိုတဲ့အချက်ကိုကြည့်ပြမှာဖြစ်ပါတယ် ြောရရင်ကတော့ဘယ်လိုမျိုးလဲဆိုကို့နားမှာနေပြီးတော့မှသူတို့ရဲ့ငွေကြေးဆိုင်ရာပညာရေးဆိုင်ရာဘုသူတဆိုင်ရာအကုန်လုံးမျိုးထင်ပေါ်ကြော်ကြွားဆိုတာနေပြီးတော့မှကို့နှိမ့်ချနေတဲ့သူတွေလို့ပြောရလိမ့်မယ်ဆိုတော့ပြောရမယ်ဆိုရင်ဒီသူတို့တွေကတော့ပုံမှန်အတိုင်းလေးတော့ပြောနေတာပဲဒါပေမဲ့သူပြောတဲ့စကားတွေထဲမှာကိုကကိုကိုကိုသိငယ်စီတာပြောလို့ရှိရင်အာပြောရမယ်ဆိုရင်ဒီကိုကူညီတယ်လို့လူမျိုးနဲ့ကိုရဲ့အားနေချက်တွေကိုရဲ့လိုအပ်ချက်တွေကိုသူတို့တွေက ဖော်ပြနေတာမျိုးကိုယ်ကိုတိမ်ငယ်စေတာမျိုးစတဲ့အပြောအဆိုအားဖြင့်တော့လကောက်အပြုမှုအားဖြင့်တော့လကောက်အဲ့လိုလူမျိုးတွေကကိုယ့်အတွက်မကောင်းတဲ့ energy တွေကိုပေးနေတာဖြစ်ပါတယ်ဆိုတော့သူတို့တွေကတော့အမင်းကိုကူညီခြင်းလို့မင်းကိုစောင့်ရှောက်ခြင်းလို့ဆိုပြီးတော့ပြောတယ်ဆိုပေမဲ့တကယ်တမ်းကတော့မဟုတ်ဖ ೇನೆ သူတို့ရဲ့ကြွားဝါမှုတွေကိုထုတ်ပြောပြီးတော့ကိုယ့်ကိုတိမ်ငယ်စေခြင်းတာကိုယ့်ကိုအားကျစေခြင်းတာအဲ့လိုအချက်တွေတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုလူမျိုးတွေကနေကိုယ့်ကိုဘယ်လိုမျိုးစိုးကြိုးတွေပေးလဲလူမျိုးတွေသူတို့တွေစီကနေစိုးကြိုးတက်ရောက်မှုတွေရှိတယ်ဆိုတာမျိုးကြည်ပေးမှဖြစ်ပါတယ် ဘာလဲဆိုတော့ကိုကပို့ပို့ပြီးယုံကန်လာရတယ်သူတို့ကြောင့်မလို့သူတို့တွေကိုအမိလိုက်နိုင်မှုသူတို့တွေပြောတယ်လို့သူတို့တုံးတယ်လို့ဆွဲတယ်လို့သူတို့တွေရဲ့ဒီသူတို့တော်တယ်လို့တော်ဖို့အတွက်ကိုကတစ်ခုပြီးတစ်ခု challenge ဖြစ်တဲ့အခြေအနေတွေကိုလိုက်မမိနိုင်တဲ့ငွေရေးကြေးရေးအသုံးအသုံးအဆောင်အကုန်လုံးကအစားပညာရက်ဆိုင်ရာအကုန်လုံးကိုကိုကသူတို့နဲ့လိုက်ဖက်ညီဖို့သူတို့ပြောတယ်လို့သူတို့နဲ့ရင်မောင်းတိုင်းနိုင်မှုအတွက်အရန်အရန်ပင်ပန်းကြီးစွာနဲ့စူးစမ်းနေရတာမျိုးကြီးပေါ့နော်ပြောရရင်မနိုင်ဝင်ထမ်းတာမျိုးပေါ့အဲ့လိုမျိုးတွေလုတ်ပြီးတော့မှ ခက်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 ရုန်းကန်နေရတာမျိုးရှိတယ်အဲ့အတွက်ကြောင့်မလို့ဘာဆိုချိုးရလဲဒါပါပဲပြောရရင်ဘာဆိုချိုးလဲဆိုတော့ကိုယ့်ရဲ့မနိုင်ဝင်နေထမ်းပြီးတော့မှ depression ဝင်တာဥပါ thinking ဖြစ်တာအစအပြည့် mentally abuse ဖြစ်လို့တလို့ကိုကိုကိုလည်းညှဉ်းပန်းသူများတွေရဲ့အတွေးတွေကိုလည်း like တွေးပြီးတော့မှကိုကိုကိုညှဉ်းပန်းနေရမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုဘလို့ action ယူကြမလဲအဲ့လိုကိစ္စမျိုးတွေဖြစ်လာတဲ့အခါမှာကိုကဘလို့မျိုး action ယူကြမလဲဆိုတာကိုကြည့်ပေးပါဖြစ်ပါတယ် ဆိုတော့ပြောရမယ်ဆိုရင်ဒါတွေကကိုကပေါ့နော်သူတို့တွေကတော့ငါ့ကိုကောင်းစီခြင်းလို့ပြောတာပဲဆိုတာမျိုးမတွေးပါနဲ့ပြောစင်တာရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲပေါ့နော်သူတို့တွေကသူတို့ဂုံဖော်ခြင်းလို့သူတို့သူတို့ရဲ့ကြွားဝါမှုတွေကိုဖော်ပြခြင်းလို့ဖြစ်တဲ့အတွက်ကြောင့်မလို့သင်မင်းစူးစမ်းနေတယ်ဆိုလဲမင်းတို့ကဘာမှအဲ့လောက်ကြီးထီထူးခြားကောင်းမွန်နေမှာမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ဘာလို့ဖို့လို့လဲဆိုစိတ် short လိုက်ပါပြီးတော့လို့ရှိရင်တို့လိုမျိုးအောင်မြင်ရမယ်စတော်ရမယ် အပစံရှိရမယ်တုံးတုံးဆွဲနိုင်ရမယ်အဲ့လိုမျိုးတွေကိုမတွေးပဲနဲ့ကိုနဲ့ကိုက်ညီတဲ့ကိုကို relax ဖြစ်စေမယ်ပတ်ဝန်းကျင်အနေအထိုင်အသုံးအစွဲအဲ့လိုမျိုးတွေကိုပြန်ပြီးတော့မှပြင်ဆင်ပါအဲ့ဒါမှကိုနဲ့အဆင်ပြေကိုက်ညီတဲ့ environment တစ်ခုတည်ဆောက်နိုင်ပါပါနော်ဆိုတော့ point 3ရဲ့ကြီးချက်ထားတဲ့ point 3ရဲ့မိကုန်းကဗာလဲဆိုတော့ ကိုနာမှာဘယ်လိုမျိုးမကောင်းတဲ့သူတွေရှိနေတယ်လဲသူတို့ရဲ့အကျိုးသက်ရောက်မှုတွေကဘာလဲအနောက်ဆုံးတစ်ခုကြည့်ပေးရတော့ဘယ်လို action ယူရမလဲဆိုတဲ့အားမျိုးပေါ့နော်ဆိုတော့ point 3ရွေးထားတဲ့သူတွေကကိုနာမှာဘယ်လိုမျိုးမကောင်းတဲ့သူတွေရှိနေလဲဆိုတော့ဆိုတော့ဘယ်လိုလူမျိုးတွေလဲဆိုတော့ကို့အနာမှာကို့အော်လမ်းမှန်ရအောင်ပြောမယ်အစားလမ်းမှားရအောင်လို့ ဖြတ်စည်းနေတဲ့သူတွေလို့ပဲပြောရမှာပေါ့နော်ဆိုတော့အာဘာဘလို့လူမျိုးကြီးလဲဆိုအနီးကပ်လာပြီးတော့မှကိုအပြော်အပါအလိုက်စားတွေအရန်ကိုခုံမင်အောင်လို့နီးပေးလမ်းပြလုပ်တဲ့သူမျိုးတွေဆိုတော့ကိုတခါမှမလုပ်ဘူးတဲ့အပြော်အပါအလောင်းမစားအဲ့လိုမျိုးတွေကိုဒါလေးလုပ်ကြည့်ပါလားဒါလေးကောင်းနေငါတို့ဆိုရင်ဘလို့အဆင်ပြေတာအထူးသဖြင့်အာဒီမှာဆိုရင်အခုနောက်ပိုင်းဒီ slot game တွေတို့အစုံပေါ့နော် slot game တွေကစတီအရက် တောက်စားအဲ့လိုမျိုးတွေရောဆိုဒီမဒီနေရာမှာဆိုရင်တော့အရက်တောက်တာလူတိုင်းတောက်နေရပဲလို့ပြောကပြောလိုက်မယ်ဒါမဟုတ်ပါဘူးပြောချင်တာကဒီစီးတို့ဘာတို့အဲ့လိုမျိုးတွေကိုတဆင့်တက်ပြီးတော့မှသူတို့လိုမျိုးဖြစ်အောင်ဆိုပြီးတော့မှအပေါင်းအသင်းဆိုတဲ့ကောင်းဆိုင်အောက်ကနေကို့အပြောင်းအလဲတွေလုတ်ပေးတဲ့သူမျိုးတွေပေါ့နော်ဒါကတော့တော်တော်ဆိုးရွားတဲ့သူမျိုးတွေပါပဲဆိုတော့ဒီလိုမျိုးလူမျိုးတွေကိုတိတိကျကျဖြတ်နိုင်ဖို့တော့ညှော်နေတယ်ပေါ့နော်ဆိုတော့သူတို့တွေကကို့ဘာတွေဆိုးကျိုးယူဆောင်လာမလဲဘာတွေမကောင်းတဲ့ negative energy တွေယူဆောင်လာမလဲဆိုတာကြည့်ပြပါမယ် ဖြစ်မလဲဆိုတော့ကိုယ့်ရဲ့ဒီကြည်လင်နေတဲ့စိတ်ခံစားချက်တွေကိုယ့်ရဲ့အစဉ်ပြေနေတဲ့ဘဝကြီးကသူတို့ရောက်လာတဲ့အခါမှာအရန်ကိုယုံညံ့ဆန်ခတ်တည်ဖြစ်နေလိမ့်မယ်။အပြောရမယ်ဆိုတတမတ်ထဲသွားနေတဲ့ဟာလေးကနေကမောက်ကမတွေဖြစ်တာမျိုးတွေပေါ့နော်။အဲတခါမှမလုပ်ဘူးတဲ့အရာတွေကိုအဲစမ်းသပ်ပြီးလှုပ်ချင်တာမျိုးတွေနောက်တစ်ခါအရန်ကိုမှဟိုတတိရှိတာမျိုးမဟုတ်ဘဲနဲ့မယူရဲဆန်တာမျိုးတွေဖြစ်လာတယ်။အဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အေးဆေးနေတဲ့ ဘဝကနေကမောက်ကမားတွေဆန္ဒမျိုးတွေတွေ့ရပါလိမ့်မယ်ဆိုတော့အဲ့ဒါတွေကိုဘယ်လို action ယူရမလဲဆိုတာကိုကြည့်ကြပါမယ်အဲ့လူတွေနဲ့တိတိချင်းမှာဝေးရအောင်နေလိုက်ပါ။ဘာလဲဆိုတော့သူတို့တွေဖြစ်ချင်တာတွေကိုကိုကလောက်ခွင့်ပေးလို့မရပါဘူး။ဆိုတော့ပြောရမယ်ဆိုရင်သူတို့ဒီလိုမျိုးလုပ်နေတယ်ဆိုရင်အဲလောက်ဖို့ပြောရဆိုရင် ိုယ့်ဘက်ကနေရှောင်ဖယ်လိုက်ပါပြီးတော့လို့ရှင်ဒီလိုမကောင်းတဲ့အရာတွေနဲ့မကောင်းတဲ့သူတွေနဲ့အပေါင်းအသင်းအဆက်အဆံအပြုတ်မှုကစအကုန်လုံးအဲ့လိုမျိုးဒီအပေါင်းအသင်းဆက်ဆံတာမျိုးတွေမလုပ်ဖဲနဲ့ကိုယ့်ဘာသာကိုတည်တတ်နေထိုင်မှာအဲ့ဒါကပဲကိုယ့်အတွက်တကယ်အရေးကြီးတဲ့လောက်ရမယ့်အလုပ်လို့ပြောရလိမ့်မယ်ပေါ့နော်